ဂရနီပြည်လွိုင်ကောအကျဉ်းထောက်ထဲမှာရှိတဲ့အကျဉ်းသားအကျဉ်းသူတွေဟာရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးဖို့အတင်းအကျပ်စီခိုင်းခံနေရတယ်လို့ဂရနီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကထုတ်ပြန်ပါတယ်ပီကေရဲ့စက်တင်ဘာလကလေးကစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးဖို့အတင်းအကျပ်စီခိုင်းခံနေရတယ်လို့ KPPA ကနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်ပါတယ်။ KPPA ရဲ့ထုတ်ပြန်ချက်အရဒွိုက်ဂေါ်ထောက်ထဲကအကျဉ်းသား900နီးပါးကိုကြိုတင်မဲထည့်ခိုင်းတာဟာရွေးကောက်ပွဲဆိုင်ရာဥပဒေကို ချိုးဖောက်တာဖြစ်ပါတယ်။ဥပဒေအရထောက်ကြခံနေရသူတွေဟာမဲပေးပိုက်ခွင့်မရှိပေမဲ့စစ်ကွန်မရှင်ကဥပဒေကိုချိုးဖောက်ပြီးမဲပေးခိုင်းတာဟာနိုင်ငံသားအခွင့်အရေးကိုစော်ကားတာလို့ KPPA ကထောက်ပြပါဗျာ ် KPPA တာဝန်ရှိသူတယောက်ကဒီလိုမျိုးတိတ်တဆိတ်မဲပေးခိုင်းတာဟာစစ်ကွန်မရှင်ကအကျဉ်းသားတွေကိုအတုံးချနေတာလို့ပြောပါတယ်။ဒါပြင်အကျဉ်းထောက်ထဲမှာကြန့်ခန့်ရေးပါတီ USDP ကိုပဲမဲပေးဖို့ဖိအားပေးမှုတွေလည်းရှိခဲ့တယ်လို့လွိုက်ကောအကျဉ်းထောက်ထဲနီးစပ်သူတချို့ကဆိုပါတယ်။ကရနီပြည်ထဲကအင်အားစုတွေအားလုံးကတော့စစ်ကွန်မရှင်ရဲ့ရွေးကောက်ပွဲကိုလောဝကန့်ကွက်ကြောင်းတုတ်ပြတ်ထားပါတယ်။